မင်္ဂလာပါရှင်။ဘာမခေတ္တသတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းများကိုစီရင်ခံတင်ဆက်ပေးရပဲဖြစ်ပါရရှင်။ပထမအဆုံးသတင်းအနေနဲ့ရန်ကုန်တွင်ဘေးဒဲဆိုင်ကနေအဖန်စီဗီစစ်တပ်အတွက်သတင်းပေးလို့ရတဲ့စစ်မှုရတသားစုဆောင်ပြန်ဖျားပေးချင်းချောက်စရတဲ့မဲ့ဖြစ်ပါရရှင်။ရန်ကုန်တိုင်းတွင်လည်းဘေးရန်ဆိုင်ကများကိုဖန်ဆီးပြီးစစ်တပ်အတွက်သတင်းပေးလို့ရတဲ့စစ်မှုရတသားစုဆောင်ပြန်ဖျားပေးချင်းချောင်းမှုများဖြစ်ပွားနေကြောင်းဘေးရန်ဆိုင်ကမောင်းနေသူချို့ကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည့် ရှမန်းနေမတ်လ23ရက်နေ့နနက်9:00နာရီခန့်အချိန်တင်ငန်းစုံမျိုးနေဖျားလန်းမတ်တာနေစပူဒိတ်လန်းထိတ်တွင်အရဝလနကိုင်းပြူစောချင်းများကကီလိုများကိုဘေးရဲဆိုင်ကဲများဖမ်းဆီးပြီးငွေညစ်ခါငွေစည်းမပေးနိုင်မှာကဆိုင်ကဲကိုတင်ယူသွားကြောင်းဆိုင်ကဲတင်ယူခံရသူများကိုစစ်တပ်နှင့်ရဲများကတရင်ပေးလုပ်ပေးရန်နှင့်စစ်မှုရာတပ်သားစုဆောင်ပေးမည်ဆိုလင်းဆိုင်ကဲများပြန်ပေးမည်ကိုတင်းတင်းစီအောင်ကြောင်းသိရသည် တင်ငန်းဆုံးပြလမ်းမဲ့တိုင်းနဲ့စပူဒိတ်လန်ထိန်နာလူမိတ်ပလီခက်တီနဲ့စေမင်းဆောင်နဲ့ထူထားရဲ့ပြူဝေးဆဲကောင်ပါတဲ့အဖွဲကဒေးတဲ့ဆိုင်ကယ်တွေကိုဖန်စီပြီးငွေညင်နေတာဒီနေအမြင်မှမတွေ့ဘူးတဲ့ကောင်တွေခြားကဖြစ်ပေါ်များတယ်။ငွေတောင်းမရရင်ဘေးတွေတွေကိုတင်ယူသွားတယ်လို့ဒေသပြည်သူတူကပြောဆိုသည်။အလားတူဒလမျိုးနယ်လိုက်တာမျိုးနယ်တကုံမျိုးသိမျိုးနယ်များတွေနဲ့စစ်တပ်နဲ့ရဲများကဒေးတဲ့ဆိုင်ကယ်များကိုစီမံချက်ဖြင့်အေးအေးယူပြီးစစ်ကောင်စီရောက်ဖွဲ့စည်းနေသည့်ပြည်သူ့လုံခြုံရေးဖွဲ့များရဲ့ပေါင်းရဲ့စစ်မှုထမ်းတပ်သားစုဆောင် PNC ရုံးနေကြောင်းသိရှိရသည်။ သူတို့နဲ့အလုံးလုံးရင်ပြီးတဲ့ဆိုင်ငယ်ဦးတို့မှထမဖန်တော့ဘူးအတိအမှတ်ပြုတ်ကတ်ထုတ်ပေးမယ်အဲ့ဒီအတွက်လုပ်ပေးရမှာကလူငယ်တွေကိုစုဆောင်းပေးဖို့နဲ့ PDF လို့မတင်ကားတဲ့လူတွေတွေ့ရင်တရင်ပေးဖို့အရာမျိုးတွေစီယုံတော့မလို့ရင်တော့ပေးကြွဲတဲ့ပြန်မပေးဘူးငွေတက်နိုင်တော့ငွေနဲ့ရွေးခိုင်းနေကိုဟိုင်းတရာမြုပ်နေတဲ့ပြီးတဲ့ဆိုင်ငယ်ပေါင်းသူတို့ကဆိုလေ စေကောင်းစီကတာဂေရာမြို့နယ်အတွင်းဗေးဒဲဆိုင်ကမောင်းနေသူချို့ကိုတရင်ပေးဖြစ်မွေးမြူပြီးစမှုတန်းခံရမယ့်လူငယ်များရှိသောနေအိမ်များကိုလိုက်လံစစ်ဆေးခိုင်းခြင်းအေးစင်ဖြစ်လာနေသည့်လူငယ်များကိုထောက်လန်းခိုင်းခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရသည်။ဆက်လက်တင်ဆက်ပေးမည့်တရင်ကတော့ရှမ်းမုံမွေမလုံလောက်တော်သဖြင့်မြန်မာနိုင်ငံမှာလူရေးတန်းအတွက်စားနပ်ရိက္ခာထောက်ပံ့များရပ်ဆိုင်မြို့ကုလသမဂ္ဂစားနပ်ရိက္ခာဖွဲ့ WFP ဂျင်ညာစရိုင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကုလသမဂ္ဂစာနယ်ရေးခအစီအစဉ် WFP ကရန်ကုန်ဝင်းမလုံလောက်တော့တဲ့ပြင်မြန်မာနိုင်ငံမှာလူရည်တန်းအတွက်စာနယ်ရေးခထောက်ပံ့များကိုရဆိုင်တော်မူဖြစ်သောယနေ့တရားဝင်တဲ့ထုတ်ပြန်ကြေညာသည်မြန်မာနိုင်ငံတွင်ပဏိပခါများနေရစွန်ခွာရွှေပြောင်းမှုများနဲ့တွားရောက်ကူညီခွင့်ကနတ်ချက်များတုံ့ပြန်လာခြင်းတို့ကြောင့်စာနယ်ရေးခအကူအညီလိုအပ်ချက်များပုံမှုများပြားလာနေတဲ့အချိန်တွင်ယခုကဲ့သို့အထောက်ပံ့များရဆိုင်ရန်ဖြစ်လာရခြင်းဖြစ်ကြောင်းသိရှိရသည် လက်ရှိတွင်ရန်ကုန်ငွေသင်များရှိပါက WFP ကအသက်9နှစ်ယောက်ကလေးများကိုဝင်ဆောင်များ노트မိခင်များနဲ့မတန်ဆွမ်းသူများပါဝင်သောလူကြီးသုံးသောပဲခံကိုတော့အကူအညီပေးနိုင်တော်မူဖြစ်ကြောင်းအထောက်ပံ့များရဲဆိုင်မှုသည် Ranger များပါဝင်ရခိုင်ပြည်နယ်ပိုင်းရှိနေရွှန့်ခွာသို့တသိန်းကိုပါထိခိုက်မိဖြစ်ကြောင်းသိရှိရသည် အခုဖြစ်လာမယ့်အကူအညီရဆိုင်မှုတွေကအသက်ရှင်သန်ရေးအတွက် WFP အကူအညီတစ်ခုတွေကိုတောင်းအားထားနေကြရတဲ့နိုင်ငံတော်ကထိခိုက်လေရရလူလူတွေအတွက်ပြင်းပြင်းထန်ထန်ဆိုးဝါးစွာရိုက်ခဲနိုင်ပါတယ်။ကျွန်တော်တို့ WFP အနေနဲ့ကတော့မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ကိစ္စကိုအတိုင်းဆက်လက်ကြိုးစားလှုံ့ဆော်နေမှာဆိုပေမဲ့လည်းအကူအညီတကယ်လိုအပ်နေတဲ့သူတွေစီအကူအညီဆက်လက်ပေးပို့နိုင်ဖို့ရရှမ်းမုံငွေချက်ချင်းလက်ငင်းရရှိဖို့အရေးကြီးပါတယ်ကို WFP မြန်မာနိုင်ငံဆိုင်ရာဌာနကိုလည်း Microdon Forecast ပြောတယ် ယခုနှစ်တွင်မြန်မာပြည်သူပြည်သားများအတွက်အသက်ကယ်ဆေးရိတ်ခါထောက်ပံ့များဆက်လက်ပေး NIWFP ကအမေရိကန်ဒေါ်လာ1060ရေကြီးလိုအပ်နေကြောင်းသိရှိရသည်။မြန်မာနိုင်ငံတွင်လူရေ15ဒသမ2တန်ခန့်နှင့်တနည်းတာဆန်းရိတ်ခါလိုအပ်ချက်ကိုမပြည့်နိုင်သည့်အရေးကြုံတွေ့နေရပြီ။ယခုနှစ်တွင်ရှိခဲ့သည့်လူရေ73ဒသမ3တန်မှတိုးမြင့်လာခြင်းဖြစ်ကြောင်းလူရေ2ဒသမ3တန်နှင့်ဆလာမသိမှုဒဏ်ကိုအရေးပေါ်ခြေနေသည့်ရင်ဆိုင်နေရကြောင်း WFP ကထုတ်ပြန်ကြေညာသည်။ ရှိဘူးဆက်လက်တင်ဆက်ပေးမယ့်တဲ့ကတော့မတရားမှာဘုံကျဲခံရပြီးခလီပါဝင်ငေါအတီဆုံးဆိုရတဲ့မယ့်ဖြစ်ပါရှင်။ကာဝေးရတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မန်လေးတိုင်းမတရားမျိုးနဲ့ရှိချမ်းကိုစေကောင်းစီတက်ကမရှင်းစတရရနေမှာလေးချောင်းကနေဘုံကျဲတိုက်ခိုက်လို့စနေရခလီတို့အပါဝင်အယတငေါအတီဆုံးခဲ့တယ်လို့ဒေသခံတွေနဲ့ကာဝေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်။ တိုက်ပွဲရရှိနေတဲ့မတရားရှိချမ်းကိုစက်ကောင်စီတပ်ကမကြကနပုံကျဲတိုင်နေပြီးမတ်စတေးရန်နေပုံကျဲတိုက်ခိုက်မှုမှာမန်လီမြို့နဲ့မိုင်း20ခန့်အကွာကဝတ်တုံရရွာမှာရှိတဲ့နေမောချရောက်ပောက်ကွဲခဲ့လို့တမီသားစုတဲကငေါတီဆုံးလာလို့ခောက်ရေးတပ်ပွဲတူက IFA ကိုပြောပါရယ်မရှောစတီယန်ရဲ့လေးချောင်းနဲ့တိုက်တာအင်မော်ကိုတက်တဲ့ကြပြီးမိသားစုလိုက်ဆုံးသွားတာထိခိုက်တဲ့ဒရီလည်းများတယ်မနေကလည်းချမ်းမင်ကုံရောက်ဘက်ကူလက်နဲ့ချီနဲ့တောက်လျှောက်ထူနေတာ ပြီးတော့လေချောင်းနဲ့လည်း FBM ရေးစေယုံနာတွဲကိုလာပြစ်သေးတယ်။တည်ဆုံးသူငါ့ကိုပြင်းထန်တဲ့စေယုံထမင်းတင်ရရခဲ့ပြီးတည်ဆုံးထိခိုက်သူရဲ့သေးစိတ်ဆက်လက်တွေကိုမသိရသေးဘူးလို့သူကပြောပါရယ်။ကောင်းရေးတပ်တွေထိန်ချုပ်ထားတဲ့မဒီယာနဲ့ပရင်ကြီးမျိုးနဲ့ဆက်မရှိတဲ့ဖျောင်းတောင်ရွှေလုတ်ကနဲ့ FBM ရေးစေယုံနာကိုပြန်လဲတင်ယူနိုင်မှုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာနဲ့လေချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်တာတွေကြောင့်လည်းထိထိတိုက်ပွဲတွေနေစဉ်နေရရှိနေတယ်လို့ကောင်းရေးတပ်ဖွဲ့ဝင်တွေကပြောပါရယ်။ ဒီချိန်နေရင်းနဲ့ပတ်သက်လို့စက္ကန့်စီရဲ့မန်လီတိုင်းပြောရေးဆိုခွင့်ရှိသူတိုင်းစီပွဲဝင်ကြီးဦးသိန်းချေကို IV ကဆက်သွဲခဲ့ပြီးလက်ခံပြီဆိုတာမရှိပါဘူး။2029စစ်စင်ရဲ့ဒီမန်လီတိုင်းမူကုတ်တပိတ်ချင်းစင်ကိုမတရားမြင်ကြံတောင်တာမျိုးတွေကနေမြေများစုကိုစက္ကန့်စီတက်ကလက်လွတ်ခဲ့ရတာပါ။အရင်နောက်တရုတ်ရဲ့ဂျောင်းဝင်စီစံမှုနဲ့2029စစ်စင်ရေးအရှိန်ရောလာချိန်လက်လွတ်ခဲ့ရတဲ့နေမျိုးတွေကိုစိတ်ကောင်းစီတက်ကအင်အားလုံးရင်းနဲ့ပြန်လည်ထိုးစစ်ဆင်နေတာလို့ခေါင်းကြီးတက်တွေကပြောပါရယ် ဆက်လက်တင်ဆက်ပေးမယ့်တဲ့ကတော့ရုရှားထောက်လှမ်ရေးနည်းပညာတွေနဲ့အကူအညီပေးဖို့မြန်လန်ကိုပူတင်ကန်လန်ခဲ့ဆိုတဲ့နည်းမဖြစ်ပါရဲ့ရှင်။အနာဒိတ်ဆက်ကောင်ဆောင်မြန်လာရဲ့အခုလမော်စကိုခီးစင်တော်တွင်ရုရှားသမ္မတဗလာဒီမီယာပူတင်ရောမြန်မာစစ်တပ်တို့ထောက်လှမ်းရေးဆိုင်ရာကူညီပေးဖို့ကန့်လန့်ခဲ့ကြောင်းသိရပါဗျ။ Larry Institute ရဲ့ဖော်ပြချက်မှာတော့မြန်မာနိုင်ငံနဲ့ပူတင်တို့တွေ့ဆုံခဲ့မှုမှာအခြားကဏ္ဍတွေနဲ့ပတ်သက်ပြီးအာရုံစိုက်ဆွေးနွေးမှုတွေရှိနေပြီးမြန်မာကထောက်လှမ်းရေးပညာဆိုင်ရာအကူအညီပေးဖို့ကံလန်းခဲ့တာကိုတော့အများစုကမျက်ကွယ်ပြုထားကြောင်းထောက်ပြထားပါတယ်။ပူတင်ရဲ့ကံလန်းမှုကတော့လက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပင်ဆင်မှာတော်လိုင်းအင်အားစုတွေကိုထောက်လှမ်းမှုအတွက်ရုရှားစီကအရင်ချိန်လင်းပြတ်သားတဲ့ဂျိုဒူဓာတ်ပုံတွေကိုချိတ်ဆက်ရယူနိုင်ဖို့ဖြစ်တယ်လို့ Larry Institute ကဆိုပါတယ်။ မြန်မာစစ်တပ်အိန္ဒိယနဲ့တရုတ်စီကရေသွေးမြန်မာတွေဂျူရုထောက်လန်တပ်ပေါ်နေရရှိဖို့စစ်ရေးဆိုင်ရာလေဝပူပေါင်းဆောင်ရွက်မှုတွေရှိနေနိုင်ကြောင်းခံမှန်းမှုတွေထပ်ပေါ်နေပြီးမယ်၂008ခုနှစ်နာဂင်မွန်လိုက်တိုက်ခတ်ပြီးချိန်တုန်းကထိခိုက်ပျက်စီးမှုခြင်းတွေကိုဆန်စစ်ဖို့မြန်မာအစိုးရနဲ့ကုလသမဂ္ဂကိုအမေရိကန်ကဂျူရုတပ်ပေါ်နေထောက်ပံ့ခဲ့ရပါတယ်။ဒါကြောင့်မြန်မာစစ်တပ်အရန်ချစ်လန်ပြတ်သားတဲ့ဂျူရုထောက်လန်တပ်ပေါ်နေကိုလလန်းမိနိုင်ဆန်ကင်းခွာနေစေလို့ကောက်ချက်ချလို့ရခဲ့ပါတယ်။ အနာဒိုင်းဒီနောက်ပိုင်းမှာစတရာ Google အော် Digital Global နဲ့ Lancet တို့စီဝါဖြစ်ဇူရုဂျပုန်ရန်ခြားရဝန်ဆောင်မှုတွေအသုံးပြုလို့ရနိုင်ခဲ့ပြီးမြေအရေးအရေးမြေတွေကိုတိတိယယောက်သုံးချနိုင်မှုလေးတမှုစွမ်းရည်ရင်းနဲ့တိကျဆင်းမြင့်ကြိယာရီလိုအပ်ခဲ့ပါတယ်ရုရှားကသာပတ်မှုကူညီလာမယ်ဆိုရင်စစ်တရေးလက်ရှိထောင်လင်းရေးပညာကိုပို့ပြီးအားဖြည့်မြင့်တင်ပေးနိုင်မယ်ရှိတယ်လို့လည်း Loy Institute ကထောက်ပြသတိပေးထားခဲ့ပါတယ်။ ိုင်ငံတကာလူငယ်ချမ်းသာ권ဖွဲ့ AI နဲ့လူခွင့်ရေးစောင့်ကြည့်ဖွဲ့ HW တို့လိုနိုင်ငံတကာဖွဲ့စည်းတွေကဂျိုရူကနေရိုက်ကူထားပြီးစီပွားဖြစ်ရောင်းချနေတဲ့တပ်ပုံတွေကထောင်လင်းရွေချက်အတွက်သုံးချလို့ရနေဆိုတာကိုစမ်းစစ်တင်ပြခဲ့ကြပြီးဖြစ်ပါတယ် လုံလောက်တဲ့အရင်နေ့မြောင်းနှံမှုနဲ့ကျွမ်းချင်မှုသာရှိမယ်ဆိုရင်မြမစက်တာအဲ့ဒီအရင်မြေတွေကိုတုံးချပြီးနိုင်ငံပြောင်းလဲနေတဲ့စီရေးနိုင်ငံရေးကဏ္ဍတွေကိုစောင့်ကြည့်နိုင်စွမ်းရှိလာနိုင်ပါတယ်။စက်တာဟာ2021ခုနှစ်မှာအနာသိမ့်ပြီးချိန်ကလေးကဒရုန်းတွေနဲ့ကင်းထောက်မှုကိုလည်းအရှိန်မြှင့်လှုံ့ဆော်လာခဲ့ပါတယ်။ ရုရှားနဲ့သာထောက်လှမ်းရေးနည်းပညာကဏ္ဍမှာပူးပေါင်းမှုတွေရှိလာမယ်ဆိုရင်စစ်တပ်ရဲ့စီးရေးဆိုင်ရာထောက်လှမ်းမှုစွန့်ရင်ကိုနောက်တစ်ဆင့်မြင့်တက်သွားစေနိုင်တာကိုအလေးနဲ့ဆိုရင်ရမှာပါ။မင်းအောင်လိုင်ရဲ့ခေးစဉ်တော်တွင်ရုရှားဟာမြန်မာနိုင်ငံမှာဂျူရုမတန်တပ်ပုံတွေဆန်းစစ်တဲ့ထားနိုင်ဟုဖွင့်လှစ်ထားကြောင်းကိုပါအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုမသိရသေးပေမဲ့ရုရှားဟာထောက်လင်းရေးဂျိုရူတွေကနေရရှိထားတဲ့ချက်လက်တွေကိုမြန်မာစစ်တပ်အတွက်စီရေးကဏ္ဍမှာအသုံးချနိုင်အောင်ကန်လန်တာရတေးချရလို့ Lori Institute ကဆိုပါတယ်။နိုင်ငံအနှံ့မှာကွဲပြားတဲ့လက်နက်ကင်တော်လင်းအင်အားစုတွေနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာယုံကန်နေရတဲ့မြန်မာစစ်တပ်ဟာအရေးထောက်လင်းရေးဆွေးနွေးမျိုးလက်လံမိလိုက်ရင်တော်လင်းအင်အားစုတွေရဲ့လှုပ်ရှားမှုတွေကိုပိုပြီးထိထိရရစောင့်ကြည့်လာနိုင်ွေရှိရလို့လည်းသိရပါရဲ့ရှင်။